တင်းင်းသီးကို English လို့ဘယ်လိုခေါ်လဲတဲ့ဒီမှာလာမေးထားပါဗျ okay ဒီအသီးလေးတွေကို english လို့ပြောနိုင်ရင်ငငယ်တော့ vocabulary ပိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်30စက္ကန့်တွင်ဖြည့်ကြည့်အောင်နော်တင်မောသီးကို english လို့ papaya ကျမောက်သီးကို english လို့ rambutan မလကာသီးကို english လို့ guava. Oza digo English lo. Custard apple. Toba digo English lo. Avocado. Zidigo si English lo. Plum. Taso, nakamau digo English lo. dragon fruit. ပိနေသည်ကို English lo. jack fruit. တစ်တော်သည်ကို English lo. pear. ဒါဆိုဒင်းင်းသည်ကို English lo. jungle bean. jungle bean lo လို့ခေါ်ပါတယ် ဒီဗီဒီယိုလေးတွေကကို့အတွက်အကျိုးရှိတယ်ဆိုရင် comment box မှာ yes လို့ရေးခဲ့ပြီးတော့နောက်ဗီဒီယိုလေးတွေအတွက်အသေးလေးတွေပေးခဲ့ဖို့မမေ့နဲ့နော် see you next video bye bye